မင်္ဂလာပါရှင်ဇွန်လ23ရက်နေ့ရက်စိတ်ဝင်စားပွဲရနိုင်ငံတကာထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒီနေ့မှာဆိုရင်တော့အီရန်နဲ့အမေရိကန်ကြားကတင်းမာမှုပြဿနာတွေအမေရိကန်နိုင်ငံမှာအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိအပူချိန်မြင့်မားမှုတွေဖြစ်ပေါ်နေတဲ့အကြောင်းတောင်ကယ်ရိုလိုင်းနားမှာဒုတိယအကြိမ်မြောက်ငမန်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အကြောင်းနဲ့တခြားသောစိတ်ဝင်စားပွဲရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါအီရန်နဲ့အမေရိကန်အကြားတင်းမာမှုများ ဒီကနေ့ညသတင်းနေ့အရာအီရန်နိုင်ငံကအရှေ့အလယ်ပိုင်းမှာရှိတဲ့အမေရိကန်ရဲ့အကြီးဆုံးစစ်စခန်းကိုပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ဒုံးကျည်များစွာကိုကြားဖြတ်ဖျက်ဆီးခဲ့ပြီးတမရာထရန့်ကချက်ချင်းတုံ့ပြန်ခဲ့ကမကြာမီအချိန်တွင်အပြည့်အခန့်ရယ်စဲရေးဖြစ်ပေါ်လာနိုင်ကြောင်းပြောကြားပါတယ်။အီရန်ကဒေသတွင်အကြီးဆုံးအမေရိကန်စစ်စခန်းကိုဒုံးကျည်များစွာနဲ့ပြင်းထန်တိုက်ခိုက်ခဲ့ကြောင်းကျွန်ုပ်တို့အဖွဲ့အစည်းမှသိရပါတယ်။အမေရိကန်နဲ့ကာတာတို့ရဲ့ကြားဖြတ်ဒုံးကျည်တွေက၎င်းတို့ကိုဖျက်ဆီးခဲ့ပါတယ်။ နိုင်ငံများစွာက၎င်းတို့ရဲ့အလီပိုင်နယ်တွေကိုပိတ်ပစ်ခဲ့ပြီးတော့အမေရိကန်ကဒေတာတွင်းမှာရှိတဲ့စစ်သား၄000ကျော်ကိုကာကွယ်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အီရန်ကစတင်လက်တုပ်ပြန်ချိန်မှာသမရထွန်းက၎င်းရဲ့အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ဗဲဥပုံရုံးကမ်းမှာတွေ့ခဲ့ပါတယ်။သမရထွန်းကဒီကနေ့ညမှာအစိုးရပြောင်းလဲရေးကိုအကြံပြုခဲ့ပြီးတော့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်မြေသိနေရာမှာရှိတာကိုမေးခွန်းထုတ်ခဲ့ပါတယ်။ ယနေ့ညမှာမစ္စူရီမှာဗီတူဘုံကျဲလေရင်နဲ့အီရန်ကိုတိုက်ခိုက်ဖို့ပြန်တက်နေတဲ့ဗီဒီယိုအသစ်ကိုလည်းမြင်တွေ့ရပါတယ်။ကင်မရာထွက်ကအပြည့်ခန့်ရေစဲကနိုင်ပိုင်းအတွင်ရောက်ရှိလာနိုင်ကြောင်းယနေ့ညမှာပြောကြားခဲ့ပါတယ်။မာဒါရာဒစ်ကအီရန်မှာမြင်းများပြက်စီးဆုံးရှုံးခဲ့တာကိုပြသတဲ့မတိုင်မီနဲ့အပီပုတ်ရိပ်တွေကိုပြသခဲ့ပါတယ်။ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ကအီရန်မှာကျွဲဝါးတဲ့ယူရေနီယံပေါက်900နီးပါးပျောက်ဆုံးနေကြောင်းပြောကြားပါတယ်။ ၎င်းတို့ကတိုက်ခိုက်မှုမတိုင်မီယူရေနီယံကိုပြောင်းရွှေ့ခဲ့ခြင်းရှိမရှိ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ယနေ့ညမှာကာတာမှာရှိတဲ့အမေရိကန်စစ်စခန်းကိုအီရန်ကလက်တော့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ RUD စခန်းကအမေရိကန်စစ်သားတထောင်ခန့်နေထိုင်ရာဖြစ်ပြီးတော့ဒုံးကျည်များစွာနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ဒုံးကျည်14စင်းအနက်73စင်းကိုကြားဖြတ်ဖျက်ဆီးခဲ့ပါတယ်။ကြံတစင်းကတော့ထိမှန်ခဲ့ခြင်းမရှိပါဘူး။အကြမ်းကြီးချင်းကသမရထွန်းက နိုင်ပါအတွင်အပြည့်ခတ်ရစဲရေးဖြစ်ပေါ်လာနိုင်ကြောင်းပြောကြားခဲ့ပြီးဒိုဟာကာတာမဗီဒီယိုများကဝင်လာတဲ့ဒုံးကျည်တွေနဲ့ဂျားပြတ်ဒုံးကျည်တွေကြောင့်ကောင်းကင်မှာအလင်းရောင်တွေဖြစ်ပေါ်လာကိုပြသခဲ့ပါတယ်။ပင်တကူကဒုံးကျည်14စင်းအနက်73စင်းကိုဂျားပြတ်ဖျက်ဆီးခဲ့ပြီးထိခိုက်ပျက်စီးမှုဒါမှမဟုတ်လူအသေးပြောင်းမရှိခဲ့ကြောင်းပြောကြားပါတယ်။ယနေ့နောက်ပိုင်းမှာသမ္မတထရမ်ကအီရန်ရဲ့လက်တုပ်ပြန်မှုကိုအလွန်အားနည်းတယ်လို့ပြောဆိုခဲ့ပြီးအမေရိကန်ကိုကြိုတင်အကြောင်းကြားခဲ့ခြင်းအတွက် အီရန်ကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ကာတာကနဲ့တစဉ်သတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်။သမ္မတကအခုခါငြိမ်းချမ်းရေးအတွက်အခြေတံပြီလို့ပြောကြားခဲ့ပါတယ်။တိုက်ခတ်မှုဖြစ်ပွားတဲ့ညမှာမစ်ဇူရီမှာဗီတူးဘုံချဲလျင်နဲ့အီရန်ကိုပြန်ထက်နေတဲ့ဗီဒီယိုအသစ်ကိုမြင်တွေ့ရပါတယ်။ပျက်စီးမှုညီများရှိတာကိုဆုံးဖြတ်ဖို့တောင်ဝင်ရှိတဲ့သူတွေကဂျူရူပုံရိပ်တွေကိုအနီးကပ်လေ့လာခဲ့ကြပါတယ်။ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ကအီရန်မှာ ကျွဲဝါးတဲ့ယူရေနီယံပေါင်900နီးပါးပျောက်ဆုံးနေကြောင်းပြောကြားခဲ့ပါတယ်။၎င်းတို့ကတိုက်ခတ်မှုမတိုင်မီယူရေနီယံကိုရှေ့ပြောင်းခဲ့ခြင်းရှိမရှိမေးခွန်းနေရှိနေပါတယ်။ကျွန်တော်တို့မလာမီလေးမှာသမရထွန်းကလူမှုမီဒီယာမှာအပြည့်ခန့်ရယ်စဲရေးအပြည့်အစုံရရှိနေပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အရှေ့လေပိုင်းမှာစနေရက်ကြာမရေရာမှုတွေရှိနေပြီးပဋိပက္ခကျေပြန့်လာမှုကိုစိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။ယနေ့ညမှာတော့ဒေါ်နယ်ထရန့်က အစ္စရေးနဲ့အီရန်တို့အပြည့်ခန့်ရေဆဲရေးကိုသဘောတူညီခဲ့ကြောင်း posting ခဲ့ပါတယ်။နိုင်ပိုင်းချာမှာအီရန်ကလက်တုပ်ပြန်ခဲ့ပါတယ်။အမေရိကန်ပြည်အောင်စုကအီရန်နျူကလ িয়ার စခန်းများစွာကိုမြေအောက်တိုက်ဖြတ်ပုံနေနဲ့တိုက်ခတ်ပြီး48နာရီအကြာမှာဖြစ်ပါတယ်။လက်တုပ်ပြန်မှုကဒေသအတွင်းအကြီးဆုံးအမေရိကန်စခန်းကိုပိတ်မတ်ထားတဲ့ဒုံးကျည်14စင်းနဲ့ပြစ်ခတ်ခြင်းဖြစ်ပါတယ်။သမ္မတထွန်းက၎င်းကိုအလွန်အားနည်းတယ်လို့ခေါ်ဆိုခဲ့ပေမဲ့အမေရိကန်ကိုကြိုတင်အကြောင်းကြားခဲ့ခြင်းအတွက် အီရန်ကိုကျေးဇူးတင်ကြောင်းအွန်လိုင်းမှာ post တင်ခဲ့ပါတယ်။၎င်းကြောင့်အသက်ဆုံးရှုံးမှုဒါမှမဟုတ်ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါဘူး။ဒုံဟာအထက်ကောင်းကင်မှာအမေရိကန်နဲ့ကာတာတပ်ဖွဲ့တွေကဒုံးကျည်တွေကိုဂျာဖြတ်ဖျက်ဆီးတာကိုတွေ့ရပါတယ်။အမေရိကန်တာဝန်ရှိသူတွေအစုအယတချို့ဒုံးကျည်တွေက AUD လေတပ်စခန်းကိုဥတည်နေပါတယ်။ပင်တကူကဒုံးကျည်14စင်းအနက်73စင်းကိုဂျာဖြတ်ဖျက်ဆီးခဲ့ပြီးဖျက်ဆီးမှုဒါမှမဟုတ်အသေးပြောင်းမရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ အယူဒီစကန်ကဘူဟုကုကဲရေးဌာနချုပ်နဲ့လေတပ်ဘူဟုကုကဲရေးဌာနချုပ်တို့ရဲ့ယုံချုပ်ဖြစ်ပါတယ်။အီရန်နျူကလ িয়ার စကန်များပေါ်ရှိအမေရိကန်စီးနေတိုက်ခိုက်မှုကိုအီနီယာမှနှိမ့်နှိုင်းဆောင်ရွက်ခဲ့ပွဲရှိပါတယ်။ထရမ့်ကလွန်ခဲ့တဲ့တလကျော်ကထိုနေရာကိုသွားရောက်ခဲ့ပါတယ်။မင်းနိုက်ဟမ်မာလို့အမည်ပေးထားတဲ့ထူးခြားတဲ့စစ်စင်ရေးကိုအစဲရောက်မီပေးပြီးနောက်သမ္မတကငြိမ်းချမ်းရေးကိုတောင်းဆိုခဲ့ပါတယ်။မီဇူရီမှာဗီဒူဘုံကျဲလေရေကိုစင်ခန့် စနေနေ့မနက်စောစောမှာပြန်ထွက်နေတဲ့ဗီဒီယိုအသစ်ကိုပြသခဲ့ပါတယ်။နှစ်စင်းကလှိမ့်စားရဖြစ်ပြီးကြံခုနှစ်စင်းကတိတ်ဆိတ်စွာအီရန်ကိုပြန်တန်းခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးအရာရှိတဦးကအီရန်ရဲ့တိုက်ခတ်မှုတွေကဒေတာတွင်ပြစ်လိုက်မယ်လို့အစိုးရကယုံကြည်ကြောင်း ABC News ကိုပြောကြားပါတယ်။အီရန်ကယနေ့တိုက်ခတ်မှုကိုအောင်ပွဲခံခြင်းလို့ခေါ်ဆိုခဲ့ပါတယ်။ဒေါ်လာရေးအစောင့်တပ်ဖွဲ့ကအမေရိကန်ကအပတ်စဉ်တိုက်ခတ်မှုမှာအသုံးပြုခဲ့တဲ့ဒုံးကျည်အရေးအတွက်တိုင်ပြစ်ခတ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ၎င်းတို့ရဲ့အမြင့်ဆုံးခေါင်းဆောင်ကအီရန်ကလက်နက်ချမှာမဟုတ်ကြောင်းကတိပြုခဲ့ပါတယ်။အမေရိကန်ကအီရတ်၊ဘာရိန်၊ကာတာနဲ့ဆီးရီးယားတို့မှာပြန့်ကျဲနေတဲ့အမေရိကန်တပ်ဖွဲ့၄000ကျော်ကိုကာကွယ်ဖို့ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။နာယီပိုင်းလိုမှာကာတာရှိအမေရိကန်တပ်ရုံးမှခုလုံမှု အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ရှော့ချရဲ့အစည်းအဝေးတွေကို အခြေအတန်ကြာဆောင်ရွက်ခဲ့ပါတယ်။ဂျိုဒူပုံရိပ်တွေရ RUD လေးတပ်စခန်းမှာအမေရိကန်စစ်လေယာဉ်အစင်း20ကျော်ထွက်ခွာသွားတာကိုပြသခဲ့ပါတယ်။ ဇွန်လ10ရက်နေ့မှာရိုက်ကူးခဲ့တဲ့ဒီတပ်ပုံကစစ်လေရေ30ကျော်ကိုပြသခဲ့ပါတယ်။ရှေ့ရက်ကျမှစကန်းကဗလာနီနီဖြစ်နေပြီးလေရင်3စင်းသာကျန်ရှိပါတော့တယ်။တမနာထွန်းကအစ္စရေးနဲ့အီရန်အကြားအပြည့်ခက်ရေဆဲရေးဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဒါကတော့နေ့မြန်စွာပြောင်းလဲနေတဲ့အခြေအနေဖြစ်ပြီးတဖက်စလုံးကနေတရံဝီကြီးညာချက်ကိုမကြားရသေးပါဘူး။ဒါပေမဲ့လည်းတမနာထရမ်ကနိုင်ပိုင်းအတွင အစ္စရေးနဲ့အီရန်ကြားအပြည့်ခက်ရယ်စဲရေးသဘောတူညီချက်စတင်နိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ဒီသဘောတူညီချက်အရအီရန်က12နှစ်အပြည့်ခက်ရယ်စဲရေးကိုစတင်မှာဖြစ်ပြီးအရီနာမှာအစ္စရေးက12နှစ်အပြည့်ခက်ရယ်စဲမှာဖြစ်ပါတယ်။ဒီ24နှစ်အတွင်းငြိမ်းချမ်းရေးရရှိပါကစစ်ပွဲပြီးဆုံးမှာဖြစ်ပါတယ်။အမေရိကန်တာဝန်ရှိတဲ့သူတွေကအီရန်ရဲ့ဂျိုဒူးပုံရိပ်တွေကိုခွဲခြမ်းစိတ်ပြာနေကြပါတယ်။အမေးထုတ်စရာရှိတာကဒီများပြည့်စည်ခဲ့ရတယ်အီရန်ကအမေရိကန်တိုက်ခိုက်မှုမတိုင်မီ ကျွဲဝါတဲ့ယူရေနီယံကိုရွှေ့ပြောင်းခဲ့ခြင်းရှိမရှိမေးခွန်းတွေရှိနေပါတယ်။ယနေ့ညမှာတော့မာတာရာတီက၎င်းသိရှိရတာတွေကိုပြောကြားခဲ့ပါတယ်။အီရန်ကိုတမန်ဝင်မရှိအတွက်ဘီဒူးစတိဗ်ဘုံကျဲလေရင်နဲ့ပြန်တက်နေတဲ့ဗီဒီယိုအသစ်ကိုပြခဲ့ပါတယ်။ဂျိုရူပုံရိပ်တွေအရအီရန်ရဲ့နျူကလ িয়ার စခန်းများပေါ်မှာချခဲ့တဲ့ပေါင်300အလေးချိန်ရှိငင်းအောက်ခံတိုက်ဖြတ်ပုံတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့ပျက်စီးမှုတွေကိုပြသခဲ့ပါတယ်။ဖော်ဒိုနျူကလ িয়ার စခန်းမှာ ကြီးမားတဲ့ဂျိုင်းခွက်ကြီး6ခုကိုမြင်တွေ့ရပါတယ်။အကြီးဆုံးကပေ20နီးပါးကျယ်ပါတယ်။၎င်းကတောင်အောက်မှာလမ်းရှိုင်းစွာမြုပ်နှံထားပါတယ်။ကျန်းကျင်သူတွေကထိုနေရာကိုကြီးမားတဲ့ထိုးဖောက်ဘုံ12လုံးနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်းကြောက်ချက်ချခဲ့ပါတယ်။တမနာထွန်းကယနေ့လူမှုမီဒီယာမှာအီရန်ရှိ၎င်းတို့တိုက်ခိုက်ခဲ့တဲ့နေရာများလုံးဝပျက်စီးသွားကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအီရန်ကအမေရိကန်တိုက်ခိုက်မှုမတိုင်းမီ၎င်းတို့ရွှေ့ပြောင်းခဲ့ကြောင်းပြောကြားခဲ့ပြီးနောက် ဖော်ဒိုမှာပြုပြင်ထားတဲ့အီရန်ရဲ့ကျယ်ဝါးတဲ့ယူရေနီယံကံကြမ္မာနဲ့ပတ်သက်ပြီးမေးခွန်းတွေကြန့်ရှိနေပါတယ်။အမေရိကန်တိုက်ခိုက်မှုမစမီတည့်ရက်အလိုမှာဂျူရူပုံရိပ်တရထူကြတဲ့လှုပ်ရှားမှုတွေကိုပြသခဲ့ပါတယ်။မေဆောင်မှုလမ်းမှာ Track Garden တစီမြင်တွေ့ရပါတယ်။အီရန်ကဘုံခွဲမှုတွေကိုကြိုတင်မှန်းဆပြီးနျူကလ িয়ার ပစ္စည်းတွေကိုရွှေ့ပြောင်းခဲ့ကြ။ဒါမှမဟုတ်ထိုထရက်ကားတွေကိုမြေအောက်စခန်းကိုခိုင်ခန့်အောင်ရေကြီးတဲ့ဖို့အသုံးပြုခဲ့ခြင်းရှိမရှိမရှင်းလေးပါဘူး နိုင်ငံတကာအမှုမြွှန်းရေးအေဂျင်စီကလက်နက်တန်းနီးပါး60ရာခိုင်နှုန်းအထိကျွဲဝါတဲ့အီရန်ယူရေနီယံပေါင်900နီးပါးပျောက်ဆုံးနေကြောင်းသတိပေးခဲ့ပါတယ်။ဒီကနေ့ညမှာတော့ Operation Midnight Hammer လို့အမည်ပေးထားတဲ့အီရန်ပေါ်ရှိအမေရိကန်ရဲ့ထူးခြားတဲ့တိုက်ခိုက်မှုအကြောင်းကိုပုံမူသိရှိရပါတယ်။အလိုလျောဝတ်တဲ့မီရှင်ကလှည့်စားရန် V2 ဘုံးကျဲလီရဲ့နှစ်စင်းအဖွဲနဲ့ဂူဝန်အနောက်ဘက်ကိုဦးတည်ပြန်တန်းခဲ့ပါတယ်။ခဏကြာမှာ V2 ခုနှစ်စင်းထပ်မံပြန်တက်ခဲ့ပြီးတော့ ယခုချိန်ကအီဝန်ကိုတိုင်းရစမ်းကျင်ဘက်သို့ဦးတည်ပြန်တန်းခဲ့ပါတယ်။၎င်းတို့မှာ transporter မပါဝင်ပေဆက်သွယ်မှုအနည်းဆုံးဖြစ်ပါတယ်။ပင်တကွန်ကအီရန်လေးပိုင်းနဲ့အတွေ့25မိနစ်ကြာမင်းရှင်ကိုစနေနေ့ညနေ6:00မိနစ်40မှာစတင်ခဲ့ကြောင်းပြောခဲ့ပါတယ်။ဦးဆောင်ပြီးသူဘုံကျဲလေးရင်တစင်းကပထမဆုံးပေါင်300အလေးချိန်ရှိငေးအောက်ခံတိုက်ဖြတ်ဖုံးနှလုံးကိုအီရန်ရဲ့ Fordow Nuclear စခန်းပေါ်ချခဲ့ပါတယ်။ ဒီစခန်းကတောင်အောင်မှာလမ်းရှိုင်းစွာမြုံနှံထားပါတယ်။ဒီကြီးမားတဲ့ဘုံတွေက Fordo နဲ့ Tans နှစ်ခုလုံးရှိစခန်းတွေကို ထိမှန်ခဲ့ပြီးတော့စစ်မြေပြင်မှာ၎င်းတို့အသုံးပြုမှုကတော့ပထမဆုံးအခြေဖြစ်ပါတယ်။အီရန်မှာလက်တွေ့တုံ့ပြန်မှုမရှိခဲ့ပါဘူး။အီရန်တိုက်လေရင်နေပြန်တန်းခြင်းမရှိပဲအီရန်ရဲ့မြေပြင်မှာဝေဟေပြစ်ဒုံးကျည်စနစ်တွေကကျွန်ုပ်တို့ကိုမမြင်ခဲ့ဘူးလို့ထင်ရပါတယ်။ရေရောက်ခံတိုက်ဖြတ်ဘုံတွေထိမှန်ပြီးနောက်တုံမဟုတ်ဒုံးကျည်တွေက တတိယပြစ်မှတ်ဖြစ်တဲ့ ဖာဟန်နျူကလီးယားစခန်းကို ထိမှန်ခဲ့ပါတယ်။စုစုပေါင်းလေးရေ125စင်းနဲ့တိကျတဲ့လက်နက်85ခုကိုအသုံးပြုခဲ့ပါတယ်။ဘုံးနဲ့မြင်းညဖျက်ဆီးခဲ့ကြောင်းမာတာရာဒစ်ကိုမြင်းညံ့ခဲ့ပါတယ်။ဘုံးနဲ့ကအမေရိကန်မျှော်လင့်ထားတဲ့အတိုင်းအောင်မြင်ခဲ့ပါသလား။ဒေးဗစ်အီရန်ရဲ့နျူကလီးယားစီစဉ်ကကြဲကြံပြက်ပြက်ဖျက်ဆီးသွားတာကတန်တရားဖြစ်ပွင့်မရှိပါဘူး။ကျွမ်းကျင်သူတွေကပြင်ပတစ်ခုစီကိုနှစ်ကြိမ်ထိမှန်ခဲ့ပြီးထိုးဖောက်ပုံတွေက ဖော်တူပပတ်လည်းရှိဗီလက်မြေနဲ့တမ်မနီတွေကိုတူးဖော်သွားခဲ့ကြောင်းပြောကြားခဲ့ပါတယ်။တမ်မနာထရန့်က၎င်းရဲ့အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ဘဲဥပုံရုံးကမ်းမှာရှိနေချိန်မှာအီရန်ကအမေရိကန်ကိုလက်တော့ပြန်ခဲ့ပါတယ်။ထရန့်အစိုးရအဖွဲ့ကအီရန်ရဲ့တိုက်ခတ်မှုကိုကြိုတင်ပြင်ဆင်ထားခဲ့ပြီးတော့ကာကွယ်ရေးဝန်ကြီး PD ဟိတ်ကပူပေါင်းစစ်ဦးစီးချုပ်အဖွဲ့ရဲ့ဥက္ကဋ္ဌဘိုးချုပ်ဒန်ကိန်းကဒီကနေ့မိုးလယ်ပိုင်းမှာအင်ဖြူတော်ကိုရောက်ရှိခဲ့ပြီး အခြေအနေခန်းမှထုတ်တုံးကြီးတွေကိုခြေရာခံနေကြောင်းပြောကြားခဲ့ပါတယ်။တနအီတွင်မှသမ္မတကကာတာရှိအမေရိကန်တပ်ဖွဲ့တွေဘေးကင်းကြောင်း post တစ်ခုမှအတည်ပြုခဲ့ပါတယ်။အမေရိကန်လူမျိုးတွေထိခိုက်ဒဏ်ရာရခြင်းမရှိဘဲပျက်စီးမှုအနည်းငယ်သာရှိကြောင်းသတင်းပို့ရလားဝမ်းသာပါတယ်လို့ပြောကြားခဲ့ပါတယ်။အီရန်နဲ့ပတ်သက်ပြီးအရေးအကြီးဆုံးက၎င်းတို့က၎င်းတို့ရဲ့စနစ်အားလုံးမှအရာအားလုံးကိုထောက်ပယ်ပြီးဖြစ်ပြီးတော့နောက်ထပ်မုန်တိမှုမရှိတော့ဘူးလို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ကဘာကိုဂုံယူပါတယ် ရင်းချမ်းရေးအတွက်အခြေတံပါပြီးလို့လည်းပြောကြားခဲ့ပါတယ်။ထို့သမိုင်းဝင်အမေရိကန်တိုက်ခတ်မှုတွေပြီးမှာအစိုးရအရာရှိတွေကစစ်စင်ရေးရဲရည်ရွယ်ချက်မှာအီရန်မှာအစိုးရပြောင်းလဲရေးမဟုတ်ကြောင်းအလေးထားပြောကြားပါတယ်။၎င်းတို့ကအီရန်နျူကလ িয়ার စီစဉ်ကိုအဆုံးသတ်လို့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းတမရကလူမှုမီဒီယာမှာပို့စ်တစ်ခုတင်ခဲ့ပါတယ်။လက်ရှိအီရန်အစိုးရကအီရန်ကိုပြန်လည်ကြီးမြတ်အောင်မလုပ်နိုင်ဘဲဘာလို့အစိုးရပြောင်းလဲရေးမဖြစ်သင့်လဲလို့ရေးသားခဲ့ပါတယ်။ အင်ဖြူရိုကိုရှင်းလင်းချက်တောင်းဆိုခဲ့ပါတယ်။အကယ်၍သမ္မတကအစိုးရပြောင်းလဲရေးစိတ်ကူးကိုဖော်ပြမှာက၎င်းကအီရန်၊အစ္စရေးဒါမှမဟုတ်အမေရိကန်တို့ကနေတစ်စက်မိသောအောင်မြင်တင်တာကိုယုံကြည်ပါတယ်။၎င်းတို့ကရှေ့ဆက်တက်တမန်ရေးမှာပါဝင်ရန်ညှိစံပါတယ်။အီရန်ပြည်သူတွေကရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်အစိုးရကိုအဘဲကြောင့်မတော်လန့်သည့်တည်းတည်း။ဒါကတော့သမ္မတကမင်းညားအမေးခဲ့တဲ့မိကုနေဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ရေးအရာအနေထားမှာမပြောင်းလဲသေးပါဘူး။ အင်ဖြူရောမရေချယ်စကောကသမရာရဲ့အပြည့်ခက်ရေစဲကြီးကအနာကြီးပိုင်းအတွင်ရောက်ရှိလာနိုင်တယ်ဆိုတဲ့စကားအကြောင်းကိုထပ်မံပြောပြခဲ့ပါတယ်။အကယ်၍အီရန်ကအမေရိကန်ကိုလက်တော့ပြန်မှုထပ်မံပြုလုပ်ရင်အမေရိကန်ကဆက်လက်ဆောင်ရွက်နိုင်ကြောင်းသမရာကချင်းချောင်းခဲ့တာကိုနားလည်ပါတယ်။သမရာကငြိမ်းချမ်းရေးနဲ့အစ္စရေးနဲ့အီရန်အကြအပြည့်ခက်ရေစဲကြီးကိုတောင်းဆိုနေပါတယ်။ဒီညမှာသမရာကတောက်ပြန်မှုအခွင့်အရေးရှိပေမဲ့အမေရိကန်အတွက်လက်တော့ပြန်မှုအစီအစဉ်တွေမရှိသေးကြောင်းပြောကြားပါတယ်။ ကျင်းနိုင်ခြင်းရှိတဲ့အပြည့်ခက်ရစဲရည်နဲ့အစိုးရပြောင်းလဲရေးအလားအလာနဲ့ပတ်သက်တဲ့သတင်းများကြားမှာအမြင့်ဆုံးခေါင်းဆောင်ဤသည့်နေရာမှာရှိပြီးတော့၎င်းရဲ့အနာဂတ်မြည်သွိုးရှိမယ်ဆိုတာကိုသိလိုကြပါတယ်။အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကပုံအောင်နေပုံရပါတယ်။အစ္စရေးကကွယ်ရေးတပ်ဖွဲ့တွေကအဓိပ္ပာယ်အတွင်းအီရန်ကိုအကြေပြတ်ဆုံးတိုက်ခတ်မှုတွေပြုလုပ်နေပါတယ်။အခုပင်လေတီဟီရန်အတွင်းမှာကြီးမားတဲ့ဘုံကျဲတိုက်ခတ်မှုတွေရှိနေကြောင်းသတင်းတွေရရှိနေပါတယ်။ အစ္စရေးကအီရန်မျိုးတော်အတွင်းမှာရှိတဲ့နေထိုင်တဲ့သူတွေကိုဘေးကင်းရာကိုရွှေ့ပြောင်းမှုတတိပေးခဲ့ပါတယ်။အယာဒိုလန်အလီဟာမနီကိုနှစ်ပတ်နီးပါးလူသိရှင်ကြားမတွေ့ရသေးပါဘူး။၎င်းကပုံအောင်နေရဲဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်လာပါတယ်။အစ္စရေးနဲ့အမေရိကန်က၎င်းတို့ကအစိုးရပြောင်းလဲဖို့ကြိုးစားနေခြင်းမဟုတ်ကြောင်းပြောကြားခဲ့ပေမဲ့လည်းဘေးကင်းနေရှိနေပါတယ်။ယနေ့ညမှာ၎င်းကမြေသိနေရာမှာရှိပြီးတော့ဤတိုက်ခိုက်မှုများရာတစ်ခုမှာအသက်ဆုံးရှုံးမှာကညီတို့ဖြစ်မှာလေ။ အမေရိကန်ရှိရာသီဥတုနဲ့တခြားသတင်းများတခြားသတင်းတွေအနေနဲ့အမေရိကန်မှာအတန်းအနေရဖြစ်စေနိုင်တဲ့အပူချိန်မြင့်မားမှုတွေကြုံတွေ့နေရတဲ့အကြောင်းပြောပြပေးခြင်းပါတယ်။ရော်ကီတောင်တန်းရဲ့အရှေ့ဘက်မှာအမေရိကန်လူမျိုး195တန်းကျော် ထိခိုက်ခံစားနေရပါတယ်။မစ်ဆူရီမှာကားတစ်စီးလေထဲကိုပြန်တက်သွားတဲ့အထိလမ်းတွေပူလောင်အပ်ကွဲနေတာကိုမြင်တွေ့ရပါတယ်။အပူချိန်မြင့်မားတာကြောင့်အရှေ့ဘက်ကန်ယူတန်းအများစုမှာ အပူချိန်100ဒီဂရီဖာရင်ဟိုက်ကျော်ခန်းစားနေရပါတယ်။နယူးယောက်မြို့ပြင်ပနယူးဂျာစီပြည်နယ်ပတ်တာစီမှာအထက်တန်းကျောင်းဝင်နေတဲ့ပင်အခမ်းအနားတွေမှာအပူဒဏ်ကြောင့်ဖြားနာသူ160ကျော်ကိုဆေးကုသပေးခဲ့ပြီးတရားစီကျော်ကိုအရေးပေါ်ခန်းကိုပို့ဆောင်ခဲ့ရပါတယ်။နယူးယောက်မြို့မှာအပူချိန်96ဒီဂရီဖာရင်ဟိုက်ရှိပြီး138နေကြာမှတ်တမ်းကိုချိုးခဲ့ပါတယ်။သို့တော်မြေအောက်ရထားပေါ်မှာ106ဒီဂရီဖာရင်ဟိုက်ခန်းစားရပြီးတော့ပိုရိပ်ပင်ပူပြင်းခဲ့ပါတယ်။ နိုင်ငံရဲ့အကြီးဆုံးတည်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့မြေအောက်ရထားတွေကိုနေ့စဉ်တန်းတဲ့ချီရဲ့လူတွေစီးနေကြပါတယ်။ဝန်ထမ်းတွေကအပူချိန်ကို ပုံမှန်စစ်ဆေးပြီးအပူလုံမာကကားတွေကိုထုတ်ပယ်ကြပါတယ်။ဖီလာဒဲဖီးယားမှာဟူပြင်းတဲ့အပူချိန်ကလျှက်စစ်ဓာတ်အားစနစ်ကိုဖိစီးစေခဲ့ပြီးတော့ဘော်ဒီမိုးရှိပန်စတေရှင်အနီးမှာဓာတ်အားပြတ်တောက်သွားတဲ့အမ်ထရက်ရထားပေါ်မှာပူပြင်းတဲ့ခီးသည်တွေကတနအီကျော်ကြာပိတ်မိနေခဲ့ပါတယ်။အပူချိန်ကြောင့်လမ်းတွေကွဲအပ်နေတာကိုပြသတဲ့ ကြောင်မန်းဖွယ်ရဗီဒီယိုကိုလည်းပြသခဲ့ပါတယ်။မစ်ဇိုရီပြည်နယ်မှာတနင်္ဂနွေနေ့ကရပောင်းများစွာအပူဒဏ်ကြောင့်အခြေခံအဆောက်အုံတွေပိတ်ခဲ့ရပါတယ်။နယူးယောက်မြို့မှာညာဘက်အပူချိန်များတက်တာမှုမရှိပဲညာဘက်အပူချိန်85ဒီဂရီဖာရင်ဟိုက်ခန်းစားရမှာဖြစ်ပါတယ်။ညာစွာသောသူတို့အတွက်၃နှစ်ညီမအတွင်အပူဆုံးဖြစ်ပြီးတချို့အတွက်၃၃နှစ်အတွင်အပူဆုံးဖြစ်ပါတယ်။အဲဒါကြောင့်မြေပုံပေါ်မှာအပူလိုကဲမှုသတိပေးချက်တွေကိုမြင်တွေ့ရပါတယ်။ ညာဘက် အပူချိန်80ဒီဂရီဖာရင်ဟိုက်အောက်မကျဆင်းခြင်းရအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့၎င်းကစူးစီးနေပြီးခန္ဓာကိုယ်ရဲ့အပူချိန်ကိုပြဿနာဖြစ်စေပါတယ်။နောက်နေ့မှာတော့ဖီလာဒဲဖီးယားနဲ့ဝါရှင်တန်ဒီစီမှာအပူချိန်63ဒီဂရီဖာရင်ဟိုက်ရှိမယ်လို့ဘူးလေဝသားကကြေညာထားပါတယ်။မနက်၈နာရီမှာ60ဒီဂရီဖာရင်ဟိုက်ခန်းစားကြရမှာဖြစ်ပါတယ်။အင်္ဂါနေ့နေ့လယ်ပိုင်းမှာဖီလာဒဲဖီးယားကအပူချိန်100ဒီဂရီဖာရင်ဟိုက်ကျော်ရှိနိုင်ပြီးတော့ ဘော့စတုန်အပါအဝင်လေးစင်စံချိန်များစွာကိုချိုးဖြတ်နိုင်ပါတယ်။နောက်ထပ်ပြောပြပေးခြင်းတဲ့အကြောင်းကတော့ဟီတန်ဟန်တောင်ကယ်ရိုလိုင်းနားပြင်ပမှာရပိုင်အတွင်ဒုတိယမြောက်ငမန်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။တနင်္ဂနွေနေ့ကကာလီဂရီကမ်းခြေကိုပထမဆုံးတုံ့ပြန်တဲ့သူတွေအလိအမြန်ရောက်ရှိလာပြီးတော့ကမ်းခြေကိုလာရောက်သူတဦးခြေရောင်းမှာပြက်ရှဒဏ်ရာတွေရရှိခဲ့ပါတယ်။၎င်းကရန်အနေငယ်အကြမ်းမှာကမ်းခြေမှာငမန်းကိုက်ခံရတဲ့ စနစ်နှစ်အရွယ်မိကလေးတအူဖြစ်ပွားပြီးနောက်ဖြစ်ပါတယ်။နန်ရှိုင်းတဲ့အာကာသနဲ့ဘာဘရာဝေါ်တာသမိုင်းတခြားအကြီးဆုံးကင်မရာနဲ့နန်ရှိုင်းတဲ့အာကာသရဲ့ရင်သက်ရှူမောပဲရရုပ်ပေါ်အသစ်တွေကိုပြသခဲ့ပါတယ်။ Verazzi Ruby Observatory မှာရရှိတဲ့ပုံရိပ်တွေကဂျိုသိမ်းမောင်းထောင်မောင်းများစွာနဲ့ Galaxy တန်းမောင်းများစွာကိုပြသနေပါတယ်။ဒီကင်မရာကစက်ကြဝဠာရဲ့ပုံရိပ်တွေကိုရိုက်ကူးဖို့ဆန်နေကြမရှင်ကိုလှုပ်ဆောင်နေပါတယ်။ဘာဘရာဝေါ်တာကြောင့်မှတ်တမ်းရုပ်ရှင်တွေကိုလည်း ယနေ့ညမှာပြသခဲ့ပါတယ်။၎င်းမှာ Fidel Castro, Ronald Reagan တို့နဲ့တွေ့ဆုံမေးမြန်းမှုတွေပါဝင်ပါတယ်။ Clint Eastwood နဲ့တွေ့ဆုံမေးမြန်းမှုမှာ Barbara ရှင်းရုံခဲ့ပြီးတော့ Lucy Borlo နဲ့တွေ့ဆုံမေးမြန်းမှုတွေလည်းပါဝင်ပါတယ်။ရုံးမြင့်တန်ကြားရဲ့ထူးခြားတဲ့ပုံကိုဖြစ်တဲ့ Barbara ကအတားဆီးတွေကိုချူပြခဲ့သူဖြစ်ပါတယ်။သူမကသတင်းတွေကိုပူးတွဲတင်ဆက်တဲ့ပထမဆုံးအမျိုးသမီး2020ကိုဦးဆောင်သူနဲ့ W ကိုဖန်တီးခဲ့သူဖြစ်ပါတယ်။သူမက သူမကိုကြည့်ရှုရင်ကြည်ပြင်းလာတဲ့သူတွေနဲ့သူမကအနှဲငယ်ပုံမလွယ်ကူအောင်ပြုလုပ်ခဲ့သူတွေအတွက်သူမရဲ့အမွေအနှစ်တွေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဟူလူးမှာယနေ့ညထွက်ရှိမဲ့မှတ်တမ်းရုပ်ရှင်အသစ်မှာ Barbara Walter Tammy Everything ဆိုတဲ့ရုပ်ရှင်မှတ်တမ်းအသစ်မှာရှားပါတဲ့ဗီဒီယိုဖိုင်တွေသူမကိုအကောင်းဆုံးသိရှိသူများထံမှထိုးထွေးသိမြင်မှုအသစ်တွေပါဝင်ပါတယ်။ Fidel Castro ကိုမေးမြန်းခဲ့ရမှာသူမကကြောက်ရွံ့ခြင်းမရှိခဲ့ပဲ။ ၎င်းကသူမနောက်မှနိုင်လာမဲ့ထူးခြားတဲ့သူတွေကိုအထင်ကြီးစေခဲ့ပါတယ်။သူမကမြည်သူမြမမီးဘူးတဲ့မိကုန်းတွေကိုမိခဲ့ပြီးတော့အမြဲတမ်းလူတိုင်းကိုထိတိမိမိမိခဲ့ပါတယ်။အမေရိကန်ထူးခြားသူများပဲသူမနဲ့စကားပြောဆိုခဲ့ပါတယ်။ကလင်အီဝုဒ်ကစိတ်ခံစားမှုတွေမျှဝေခြင်းကိုကြောက်တလားလို့သူမကမေးမြန်းခဲ့ရမှာသူဟာတချို့အရာတွေကိုလူတိုင်းနဲ့မျှဝေရန် မနစ်သက်ကြောင်းပြောကြားပါတယ်။လူစီဘောက I love Lucy ပြီးနောက်မနက်ခင်းမှာအလုပ်ကိုမသွားရခြင်းအရ စိတ်ထိခိုက်စရာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။သူမကနောက်ဆုံးနေ့မှာသူမကိုစတူဒီယိုသို့လမ်းလျှောက်ပို့ရန်တောင်းဆိုခဲ့ပါတယ်။ဘာဘရာမသိခဲ့တာကစင်နောက်ွယ်မှာအမျိုးသမီးတည်င်းတောင်းတဲ့ဥပမာအိုဘရာဝေဖရေ၊ဒါယန်ဆော်ယာ၊ရော်ဘင်ရောဘတ်စ်စသဖြင့်ကျေးဇူးတင်ရန်ရှိနေခဲ့ပါတယ်။၎င်းတို့အားလုံးကိုဘာဘရာကဒါကငါရဲ့အမွေနေပဲလို့ပြောကြားခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။ ဇွန်လ23ရက်နေ့ရဲ့စိတ်ဝင်စားဖွယ်ရနိုင်ငံတကာနိုင်ငံတကာထိတ်တန်းသတင်းတွေကိုတော့တင်ဆက်လုပ်ပေးပါပြီရှင်။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။